အလုံးမမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အော်တိုဘာ23ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အော်တိုဘာ23ရက်နေ့အတွက်သတင်းရုပ်သံလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဒါကတော့ချင်းမြင့်နယ်မြောက်ပိုင်းပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့ဒီဘုံမြို့ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်စာတင်ကြောင်းတွေပြန်လည်ဖွင့်လှစ်လာနိုင်ခဲ့တဲ့အငွေလေးပဲဖြစ်ပါတယ်။ဒီဘုံမြို့ကိုပလောင်အကျန်းဖက်သမားတွေကလက်နက်အားကိုးပြီးတော့တပ်တော်များနဲ့ပုံဆက်စင်ကြီးအတွင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပလောင်ချင်းမဲ့သမားတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့အချိန်ကစပြီးတော့ဒီပေါ်မြို့မှာရှိနေတဲ့စာတင်ကျောင်းတွေအားလုံးကပိတ်ထားခဲ့ရတာဖြစ်ပါတယ်။အဲဒီတွေဒီပေါ်မြို့မှာရှိနေတဲ့ဒေသခံမိဘပြည်သူတွေရှမ်းလူမျိုးတွေရဲ့လူသက်သက်လူငယ်တွေအားလုံးကစာတင်ကျောင်းတွေနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပြီးတော့စစ်ဘေးရှောင်ဘဝတွေနဲ့လွတ်ရာကျွတ်ရာတွေမှာခက်ခက်ခဲခဲပြင်းပန်းဆင်းရဲစွာနဲ့နေစဉ်ဘဝတွေကိုဖြတ်တန်းနေခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ တမ်မတော်ဘာတီဘုံမျိုးကိုပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာ16ရက်နေ့မှာပဲပလောင်အကြမ်းဖက်သမားတွေရဲ့လက်ထဲကနေတက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တပတ်မပြည့်ခင်မှာပဲဒီဘုံမျိုးမှာရှိနေတဲ့အထက်ကတက်ကိုအရင်ဦးဆုံးပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။အောက်တိုဘာ21ရက်နေ့မှာဒီစာတင်ကြောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ကြောင်းအပ်လက်ခံခဲ့ပါတယ်။ကနဦးအနေနဲ့ကတော့အထက်ကတက်ကိုပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့အထက်ကတက်အပြင်တခြားစာတင်ကြောင်းတွေမှာရှိနေတဲ့ကလေးတွေကိုလည်းမြစ်တီကြောင်းသားမဆိုလာရောက်အနှံ့နိုင်နေတယ်ဆိုတော့ ခြေအနေမျိုးထိရောက်စီစဉ်ထားခဲ့တာဖြစ်ပါတယ်။မနေ့ကအောက်တိုဘာ22ရက်နေ့ထိဆိုရင်တော့ရှမ်းပြည်နယ်မြောက်ပိုင်းတေဘောမြို့မှာရှိနေတဲ့အာထာကတစ်ကိုလာရောက်အနှံနဲ့ចောင်းသားဥယျာဉ်အကြီးအတွက်က200ကျော်သွားပြီဖြစ်ပါတယ်။ဒီနေ့2025ခုနှစ်အောက်တိုဘာ23ရက်နေ့မှာတော့တေဘောမြို့အာထာကတစ်စတင်ចောင်းကြီးကိုဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အတူမိဘပြည်သူတွေရဲ့ဝန်ရံမှုတွေနဲ့တမတော်သားတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်သတင်းကြောင်းတွေမှာဆဲလဲတန်တွေစာအန်တန်တွေနဲ့ပြန်လည်ပြီးတော့ဖွင့်လှစ်လာနိုင်ခဲ့တဲ့ ခြေအနေကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ပညာရေးဝန်ထမ်းတွေကလည်းလိုအပ်တာတွေကိုပြင်ဆင်ပေးခဲ့တယ်လိုအပ်တာတွေကိုကူညီပေးခဲ့ပြီးတော့နိုင်ငံတော်ဘက်ကလည်းဒီကလေးသင်ငယ်တွေအတွက်လိုအပ်တဲ့စာရေးကိရိယာတွေ၊ကျောင်းဝတ်စုံတွေအပြင်မြင်မသောလိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပါတယ် အခုဒီနေ့အော်တိုဝါ23ရက်နေ့မှာတော့ဒီပုံမျိုးမှာရှိနေတဲ့အာထာကတက်ပြည်တော်စု လမ်းမကြီးတဲ့လျှောက်မှာကလေးတငယ်တွေရဲ့ဖြူစင်းယူနီဖောင်းလေးတွေမိဘပြည်သူတွေရဲ့လာရောက်ကြည့်ရှုမှုတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးရဲ့ဝန်ရံမှုတွေနဲ့အတူဒီပုံမျိုးအာထာကတက်ရဲ့မြင်ကွင်းလေးကတော့နှင်မတန်မှကျဉ်းနူးစရာကောင်းတဲ့အခြေအနေမျိုးကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့အော်တိုဝါ23ရက်နေ့မှာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ဒီပုံမျိုးနဲ့ပတ်သက်တဲ့သတင်းလေးကိုကျောက်တန်တစ်ခုအနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။